စိုင်နေများပြီးတော့သူ့ထံကဈေးလျှော့ရောင်းနေကြတယ်ကျွန်တော်တို့ဘယ်လိုရောင်းကြမလဲဒီအခြေအနေမှာဒါကဈေးကွက်ထဲမှာဖြစ်လေဖြစ်တာရှိတဲ့ပြဿနာတော်တော်ဈေးကွက်တော်တော်များများမှာဒါမျိုးဖြစ်တယ်ဈေးလျှော့ရောင်းတဲ့ပြဿနာလုပ်ငန်းရှင်တွေတော်တော်များများလည်းမဖြစ်လဲဆိုလို့ရှိရင်ဈေးကွက်တွေကိုစဝင်ပြီဆိုတာနဲ့ဈေးပက်တာမှာငါတို့ကရောင်းရမယ်ဈေးချိုမှာ customer ကကြိုက်မယ်ဆိုပြီးတော့ထင်ကြတယ်လုပ်ငန်းရှင်တော်တော်များထင်တယ်ဒါကတကယ်ဆရာကြီးတွေကအဲ့လိုမထင်ဘူးတကယ်ဆရာကြီးတွေကဈေးလျှော့ရောင်းမှာအလုပ်ဖြစ်မယ်ဆိုပြီးတော့ဘယ်တော့မှမတွေ့ဘူးတကယ်ဆရာကြီးတွေကဘာလို့တွေ့လဲတကယ်ဆရာကြီးတွေက customer ဘာလို့ခြင်းလဲဆိုတာကိုပဲတွေးတာ နော်ဒီပြဿနာတွေကဈေးကိုအသေးလေးတွေမှာဖြစ်နေဖြစ်စားရှိတယ်တော်တော်များဖြစ်ကြတယ်အဲ့တော့ကျွန်တော်တို့ကဒီလိုပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲပေါ့နော်ဘယ်လိုဖြေရှင်းမလဲဆိုတော့ဘယ်လိုဖြေရှင်းမလဲဆိုတော့ဖြေရှင်းလို့ရတဲ့နည်းလမ်းတွေကတော့အများကြီးပဲရှိတယ်အများကြီးပဲရှိဒါပေမဲ့ဒီနေ့ကနေပြီးကျွန်တော်3-4နည်းလောက်ကိုပြောပြပေးမယ်နည်းလမ်း3-4နည်းလောက်ပြောပြပေးမယ်ပေါ့နော်ဈေးချိုရောင်းကြတယ်လုပ်ငန်းရှင်တွေဘက်ကလည်းထင်ကျင်လဲထင်စရာပဲ customer တွေကလည်းဈေးချိုလို့ရှိရင်နည်းနည်းလေးစိတ်ဝင်စားတယ်စိတ်ဝင်စားကြတယ် အဲဈေးချိုတဲ့ဟာဆိုပြီးတော့နည်းနည်းလေးတော့စိတ်ဝင်စားဒါပေမဲ့ဈေးချိုတာကိုပဲအများတန်းယူလာဆိုတော့အများတန်းမယူပါဘူးလူတိုင်းကလည်းဈေးချိုတာကိုကြိုက်နေတာမဟုတ်ဘူးတကယ်တမ်း customer အကြောင်းမသိသေးလို့ customer တွေကဈေးချိုတာကိုကြိုက်တဲ့ customer တွေရှိတယ်ဈေးကြီးမှကြိုက်တဲ့ customer တွေရှိတယ် quality ရနော်တချို့ customer တွေက quality ကောင်းမှကြိုက်တယ်တချို့ customer တွေကဝန်ဆောင်မှုကောင်းမှကြိုက်တယ်ဈေးကြိုက်တဲ့လောက်ကြီးသူတို့ကိုကောင်းအောင်ဆက်ဆံတယ်သူတို့နဲ့စကားပြောတာအဆင်ပြေလို့ရှိရင်ပတ်စံပို့ပေးပြီးတော့ဝယ်တဲ့ customer တွေလည်းရှိတယ် တတိယအဲ့ဒါတွေကခဏထားလိုက်အောင်ဒါတွေက customer နဲ့ပတ်သက်တဲ့ psychology တွေဒီနေရာတွေကကျွန်တော်နောက်ကြုံဝင်ကြုံလို့ထပ်ထည့်ပြီးရရှင်းပြရမယ်နောက်အရှိပါလဲကျွန်တော် video လေးတွေတင်ပေးထားတာရှိတယ် customer တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ဒီပြဿနာကိုရင်ရှင်းမယ်ဒီပြဿနာကိုရင်ရှင်းမယ်ဘေးမှာ sign တိုင်းလေးရှိတယ်ဈေးတွေလျှော့နေတယ်ကျွန်တော်ဘယ်လိုလုပ်မလဲပေါ့နော်အရင်ဆုံး customer တွေကဈေးချိုမှဝင်မယ်လို့ထင်လို့ရှိရင်ကျွန်တော်ကမလုပ်ရလဲဆိုတော့ဈေးချိုတယ်လို့ထင်အောင်ပြင်ဆင်ထားတယ်ကိုယ်ဆိုင်ကိုကျွန်တော်ဆိုင်ကိုဈေးချိုရောက်ထင်အောင်ပြင်ဆင်ရတာပထမတစ်ချက်နော်ဘယ်လိုပြင်ဆင်လဲကျွန်တော်နမူနာလေးနဲ့ကျွန်တော်တို့ဆိုင်မှာ ဈေးအတက်တာဆုံးပစ္စည်းကပါရှိတယ်။အိုက်ကောင်ကိုဈေးနှုန်းကပ်ပြီးတော့မှတခါလေရှေ့တော့တင်ထားလိုက်။ကက်စတမာမြင်သားရဲ့နေရာမှာကက်စတမာကရှောက်လာပြီးတော့ကြည့်မယ်။ဝင်လာကြည့်ရင်လည်းတဆိုင်တဆိုင်သုံးဆိုင်လေးဆိုင်ရှင်းကြည့်ရင်လည်းမှနောက်ဆုံးကုဆိုင်တွေ့တဲ့ခါမှာဟာဒီဆိုင်ကမစိုးဈေးလေးတက်တာသားပဲဆိုပြီးတော့ဝင်ကြည့်လာမယ်။အဲကြတော့မှကိုကကုပစ္စည်းတွေကိုကက်စတမာရောက်အောင်ချုပ်ပြီးတော့ရောင်းအောင်ပေါ့နော်။ကက်စတမာနဲ့စကားပြောတခြားလူကတော့ပြပြီးတော့မှဆက်ပြီးတော့ရောင်းအောင်ဒါတော့အကြောင်းပြတာနဲ့ဆိုင်ပါလေ။အရင်ဆုံးကက်စတမာဝင်လာဖို့အရေးကြီးတယ်နော်။နောက်တစ်ခုကကြတော့ကျွန်တော်တို့ကက်စတမာနဲ့ပတ်သက်ပြီးတော့တွေ့ထားမှာကက်စတမာတွေကဟုတ်တယ်ချို့ကက်စတမာတွေက ဆိုင်တွေဝင်ကြည့်တယ်တခါဒီကိုယ်ဆိုင်ကိုအရင်ဆုံးဝင်လာတယ်ဈေးထဲဝင်လာပြီဆိုကိုယ်ဆိုင်အရင်ဆုံးဝင်လာတယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တို့ကကိုယ်တက်တာလဲဝယ်ခြင်းမောက်ဝယ်တာ customer ရဲ့သဘောတရားကိုအဲ့လိုမျိုးရှိတယ်ချက်ချင်းပထမဆုံးဆိုင်ကိုတို့ဘယ်တော့မှမဝယ်ဘူးဝယ်တာများတယ် percentage ကတော်တော်များတယ်ဟုတ်လိုက်ကြည့်ကြတာလေသူလိုကိုလိုပဲကျွန်တော်အမားလို့ဆိုလို့ရှိရင်ရောဝယ်မလားချက်ချင်းဝင်ဝင်ချင်းတွေ့တဲ့ဆိုင်ကိုချက်ချင်းမဝယ်ဘူးနောက်တစ်ဆိုင်ကများတက်တာမလားမသိဘူးဆိုပြီးတော့မှဖတ်သွားကြည့်သေးတယ်ပုံမြင်တစ်ခုကြားဝယ်ရမလားအထက်၅တက်ရှိတယ်ပထမထက်မှာကြတော့ဒီယောက်ျားတွေကရုပ်ရည်ချုံမောတဲ့ယောက်ျားတွေ နော်မိန်းကလေးတွေကဝင်ကြည့်တယ်โอเคရုပ်ရည်ချုံမလို့ရတာအပေါ်တက်မှာပူကောင်းတဲ့ယောက်ျားရှိတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အပေါ်တက်ကိုတက်ကြည့်မယ်တက်ချင်းတက်ချက်တက်ကြည့်ရလူကြတဲ့ယောက်ပါလေโอเคလူကြတဲ့ယောက်တဲ့ခါမှာဒါကတော့ရုပ်ရည်ချုံမတဲ့အပြင်မှာစီဝါရှာလာကောင်းတဲ့ယောက်ျားတွေနဲ့တဘောကြပါလေဟာမဆိုးအပေါ်တက်မှာဆိုပူကောင်းတာရှိမလားမသိဘူးနောက်တစ်ခါတက်ကြည့်တယ်တက်ကြည့်တဲ့ခါမှာဒီတစ်ခါမှာတော့ရုပ်ရည်ချုံမတဲ့စီဝါရှာလဲကောင်းတယ်ပြီးအကျင့်တီလာလဲပြည့်စုံတဲ့ယောက်ျားတွေနဲ့တဘောကြတယ်မဆိုးဘူးဒါလေးတော်တော်ကောင်းတယ်နောက်တစ်ခါရှိသေးတဲ့အပေါ်မှာ စိတ်ဝင်စားတယ်ဒီမှာတော်တော်လေးကောင်းနေပြီเนาะရေးရေးလဲချောမောတယ်ပြီးွားလဲရှာတယ်အကျင့်ဒီတာလဲကောင်းတယ်တော်ပြီလဲမဟုတ်ဘူးလားမဟုတ်ဘူး तू အပေါ်ထက်ကြည့်အောင်ဘာရှိသေးလဲမသိဘူးထက်ကောင်းတဲ့သူရှိရုံပဲဆိုပြီးအပေါ်ဆက်တက်သွားဆက်တက်သွားတဲ့အခါအပေါ်မှာဘာရှိလဲဘာမှမရှိတော့ဘူးအောင်းလုံးဘာမှမရှိတော့ခင်ဗျားဘယောက်ကြားလဲမှမတန်ပါဘူးအဲ့တော့ဘယ်သူမှမရပါဘူးအပြုတ်ကြီးပဲလောက်ပါတော့ဆိုပြီးရေးထားတယ်အဲ့ဒီဟာတာလေးကြားဘူးရမလားအဲ့လိုပဲ customer ကလည်းအမျိုးသမီးတွေဆိုပို့ဆိုတယ်ဒီဆိုင်ကိုလာတယ်သူနဲ့အဆင်ပြေတဲ့ပစ္စည်းလဲတွေ့နေပြီဈေးနှုန်းလဲကြိုက်တယ် ဒါပေမဲ့ဝယ်ခြင်းမဝယ်တာမဝယ်ဘူးပိုကောင်းတဲ့ဆိုင်ရှိအောင်လားဆိုပြီးတော့တွားကြည့်မှာပဲနောက်ဆုံးသူတို့အဲ့လိုမျိုးဘယ်ဆိုင်တော့သွားလဲဆိုလို့ရှိရင်အ ਨੇ ဆုံးမသွားဘူးဆိုတော့၃ဆိုင်သွားတယ်ဒါမင်းကလေးတွေအ ਨੇ ဆုံး၃ဆိုင်သွားတယ်တချို့ဆိုလို့ရှိရင်ရှိသမျှဆိုင်အကုန်လုံးပတ်တယ်ကြားဘူးလိမ့်မယ်အဲ့တော့အဓိကကျွန်တော်လုံးဝပါလဲဆိုတော့ကိုယ်ဆိုင်ကိုပထမဆုံးဝင်လာတဲ့ customer ကြီးကိုယ်စီမှာဝယ်ခြင်းမဝယ်လိမ့်မယ်သူဈေးဆုံးနေတာဖြစ်ရင်လည်းဖြစ်လိမ့်မယ်အဲ့တော့လောကမှာပါလဲဆိုတော့ကျွန်တော်တို့ဆိုင်မှာဆဆောက်ခြင်းဝင်လာပြီး customer ဝင်လာပြီးတော့ဈေးနှုန်းတစ်ခုမေးပြီးဆိုတာနဲ့အဲ့ဒီဈေးနှုန်းကိုတက်နိုင်တဲ့လောက်ရှော့ပြီးတော့ပြော လုံးဝနောက်ဆုံးများကျွန်တော်တို့ဈေးနှုန်းက900မလား900ရင်းနဲ့ပေးလိုက်ပေးလိုက်အဲ့ဒါဆိုဒီဟာက तू ကမေးရုံပဲမေးတာဖြစ်ဖို့များတယ်များတဲ့ခါကျတော့ okay မေးပြီးရောဒီပစ္စည်းက900ဆိုလို့ရှိရင်သူ့အနေနဲ့သဘောကျလိမ့်မယ်အမဆိုးဒီဟာလေးကတန်သားပဲဆိုထင်သွားလိမ့်မယ်တခြားဆိုင်မှာ तू မေးခဲ့လိမ့်မယ်မေးခဲ့တာလည်းဖြစ်ရင်ဖြစ်လိမ့်မယ်ကိုယ်ဆိုင်ကပထမဆုံးလည်းဖြစ်ရင်ဖြစ်လိမ့်မယ်ဘာဖြစ်ဖြစ်အရင်တော့ကမေးခဲ့တာပဲဖြစ်ဖြစ်ကိုယ်ဆိုင်ကပထမဆုံးဝင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဈေးကိုလုံးဝဖိနှက်ပြီးတော့ပြောရမယ်ဒါဘယ်သူမှပြောမှာမဟုတ်ကျွန်တော်ကပြောတာလူမိုက်လို့ပြီးတော့ဒါပြီးတော့ကျွန်တော်ချောင်းရိုက်နေအောင်မသူများတွေအဲ့လိုမျိုး ရောင်းရောင်းတယ်ဗျာ900နဲ့ရောင်းလိုက်တယ်။ဒါဆိုလို့ရှိရင်ဩ customer ထားပါတော့နမူနာနည်းနဲ့ကျွန်တော်တို့ customer ကပစ္စည်း3မျိုးဝယ်ချင်တာ၊သူကအင်ဂျီ3မျိုးဝယ်ချင်တယ်။ဒါပေမဲ့အဲ3မျိုးဝယ်ချင်တဲ့ဥစ္စာကို तू က design မှာလည်း3မျိုး၊ design မှာလည်း3မျိုး၊နောက်တစ်ဆိုင်မှာလည်း3မျိုးမမေးဘူးသူတို့ကတစ်မျိုးဝယ်မိတာ။တစ်မျိုးဝယ်မိပြီးတော့မှဩ design ကတက်တာလေ။အဲ့ကြမှာကျန်တဲ့2မျိုးပါ तू ကအဲ့ဆိုင်မှာဝယ်တာ။ရှင်းမရအကုန်လုံးလိုက်မမေးနိုင်ဘူးသူတို့က။အဲ့တော့အရင်ကြီးကပထမဆုံးမေးတဲ့ဥစ္စာကိုကျွန်တော်တို့ကဇင်းလုံးကိုရှော့ပြီးတော့ပြောပါ။နောက်ဆုံးနောက်နောက်ပစ္စည်းတွေကြတော့မှကျွန်တော်ပုံမှန်ပြောရင်လည်းပြောပါတော့။ဒါကတော့ကက်ဇင်းနဲ့မရောက်တဲ့ဆိုင်တွေကိုပြောတာ။ ဲ့လိုမျိုးလုပ်တင်တယ်။နောက်ကက်စင်းနဲ့ရောင်းမဲ့ဆိုင်ဆိုရင်တော့ခုနကျွန်တော်ပြောသလိုမျိုးဈေးတက်တာဆုံးဥစ္စာကိုဈေးနှုန်းကပ်ပြီးတော့မှရှေ့မှာတင်ထားလို့ရတယ်။ဒါတနည်းနောက်တနည်းရကြတော့ကျွန်တော်တို့ pricing psychology သုံးတာဈေးနှုန်းနဲ့ပတ်သက်တဲ့ psychology တစ်မျိုးပေါ့နော်။ price psychology အများကြီးပဲရှိတယ်။ဈေးနှုန်းနဲ့ပတ်သက်တဲ့ psychology အများကြီးပဲရှိတယ်။အဲ့ထက်ကကျွန်တော်တစ်မျိုးပြောပြမယ်။အဲ့ဒီမျိုးကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ WhatsApp ပဲထားပါတော့ WhatsApp ရောင်းလဲရောင်းတဲ့အခါမှာကျွန်တော်တို့ဆိုင်မှာလည်းဒီ WhatsApp ကတထောင်ပေးရတယ်ထားပါတော့ဘောင်းမီနဲ့အင်ဂျင်နဲ့တထောင်ပေါ့ဗျာမြန်မာငွေတထောင်ပေါ့အရင်တန်တယ်ထားလိုက်တော့ဟုတ်ပြီခုဘက်ဆိုင်မှာလည်း အဲ့လိုပဲဒီဘောင်းမီနေအင်ဂျင်တစ်ချောင်းရောင်းတယ်အဲ့လိုအနေထားမှာကျွန်တော်တို့ကဟိုဘက်ဆိုင်ကိုကြော်ပြီးမှကိုယ်ဆိုင်မှာဝယ်အောင်လို့ကိုယ်ရနဲ့ပေးစီရမလို့ကိုယ်ရနဲ့ပေးစီရမလို့တစ်ထောင်နဲ့ပဲရအောင်ရောင်းလို့ရတယ်ဒါပေမဲ့ကိုယ်ဆိုင်ကိုတက်တာလဲလို့ထင်အောင်ဘယ်လိုလုပ်မလဲပေါ့နော်ကိုယ်ဘက်ဆိုင်ကဝမ်ဆက်တစ်စုံလုံးကိုတစ်ထောင်ဆိုပြီးသူကရေးပြီးရောက်ကတ်ထားတယ်ကက်ဆမ်မာလေးကကြည့်ပြီးဟောတစ်ထောင်ဒါဝမ်ဆက်ကတစ်ထောင်ဆိုပြီးထင်လိုက်ကိုယ်ဆိုင်မှာက900ဆိုပြီးရောက်ကတ်ထားလိုက်ဒါပေမဲ့ဝမ်ဆက်မဟုတ်ဘူးအင်ကြီးပဲ900အဲ့အင်ဂျင်ဝင်လို့ရှိရင်ဘောင်းမီရဒစကောင့်တရားနဲ့ရမယ်။နမူနာပြောပြတာနော်။အဲ့ဒီနှုန်းတိုင်းအတိအကျလောက်အောင်လို့ပြောတာမဟုတ်ဘူး။ ကိုလဲသလိုအသုံးချဒီ idea ကိုနော်ကိုရလောက်ကတ်ထားလိုက်ဒါလို့ရှိရင် customer ဘက်ကကြည့်မယ်ဆိုလို့ရှိရင်ဒီ one set ကကိုရလောက်ထင်လိမ့်မယ်ဒါ customer ကိုဂျင်းထဲတော့မဟုတ်ဘူးနော်ဒီဈေးပဲရောက်မှာပဲဒါပေမဲ့ psychology သုံးလိုက်တာတော့တထောင်လို့ထင်လိမ့်မယ်တော့ကိုရလောက်ထင်မယ်ဆိုတန်တယ်ဆိုပြီးတော့သူလာဝယ်လိမ့်မယ်ဝယ်တော့မဟုတ်ဘူးဒီကကကိုရကအင်ဂျီပဲတကယ်လို့ဘောင်းမီပါယူမယ်ဆိုလို့ရှိရင်ဘောင်းမီက discount 100နဲ့ရမယ်ချော့ပေးထားလာဒီအင်ဂျီယူတဲ့အတွက်ဘောင်းမီက promotion ပေးဒါမှမဟုတ်ရှင် free ပေးရမျိုးလောက်ကတော့တုံးလို့ရတယ်ဒါမျိုးကတော့သွားလို့ရရမယ်နော် promotion ဆိုပြီးတော့ကတော့တုံးလိုက်လို့ရတဲ့စကလုံးကို လိုလိုရှင်အဖြစ်လဲကျွန်တော်တို့ဈေးပို့ပြီးရချိုးရဲဆိုပြီးတော့ customer ကမြင်ဝနိုင်ရရှိတယ်เนาะဒါကနမူနာပြောပြတာเนาะအဲ့ဒါကိုကိုယ့်ဘက်ကိုတုံးချလို့ရတယ်ကိုယ့်ဘက်ကိုလေလိုတုံးချဒီ niche နဲ့ကိုပေါ့เนาะဒါကတစ်မျိုးเนาะနောက်တစ်မျိုးကကြတော့ကျွန်တော်တို့က niche market ရွေးတာเนาะပင်မကြောယူပေါ့ကြောယူ market ကိုကျွန်တော်ကင်တယ်ပြီးမှကျွန်တော်တို့ဆိုင်မှာရှိသည်မြမျိုးသမီးဝတ်တွေအကုန်ရောင်းမနေနဲ့အဲ့ဒါလုံးဝဖြစ်ဘူး customer ကလာတယ်ဟိုဒီဆိုင်မှာလည်းမျိုးသမီးဝတ်အစုံရတယ်ကျွန်တော်ဆိုင်မှာလည်းအစုံရတယ်တခြားဆိုင်မှာလည်းအစုံရတယ်သူ့မှာရွေးရအများကြီးပဲဘယ်ဆိုင်ကိုတော့တော့သူအဆင်ပြေတယ် ဒါပေမဲ့တခုရှိတာကဟုတ်ပြီဒီဆိုင်မှာလည်း main clay ဝတ်အစုံရတယ်ဒါပေမဲ့ကျွန်တော်ဆိုင်မှာကျတော့ခြိသားတွေပဲရတယ်ခြိသားပဲတည်တဲ့တခြားဟာမရအောင်ဒါဆိုလို့ရှိရင်ဘယ်လိုထင်မလဲကျွန်တော်တို့ဆိုလို့ရှိရင်လည်းကြည့်ပါတော့ဒီမှာဒီမှာဒီမှာဆိုင်တွေအများကြီးဒါပေမဲ့ဒီဆိုင်ကခြိသားတည်တဲ့យ៉ាងလားအကူကခြိသားလိုချင်တဲ့သူဆိုလို့ရှိရင်တခြားဆိုင်ကဝယ်မှာထက်ခုဆိုင်မှာရေးဖို့ကများသွားပြီနောက်တော့ဒီမှာကခြိသားအစုံရှိရဆိုတဲ့အမြင်မျိုးသူ့မှာရှိတယ်ပြီးတဲ့យ៉ាងလားဖြစ်တဲ့အတွက်အဲ့လိုမျိုး niche market ကိုရေးလို့ရတယ်ဒါခြိသားဆိုတော့ကျွန်တော်နမူနာတွတ်တွတ်တာပါနော်ကိုကအညဝိအင်းကြီးဆိုတော့လည်းကော ွဲထိုင်တော့လကောင်းအခုဒါမှမဟုတ်ဇာကြီးပဲတိတာတော့လကောင်းဒါမျိုးတုံးလို့လည်းရတယ်မနီချ်မားကတ်ကိုရွေးနိုင်ဖို့လိုတယ်နော်ဒါကလည်းနီလန်တစ်ခု customer တွေရွေးမဲ့နီလန်တစ်ခုပေါ့နော်အဲ့တော့ခြေသားချင်းတူရဆိုရင်တော့မှကိုယ်ဆိုင်ကိုရွေးလိမ့်မယ်ဈေးကြီးရင်တော့မှဘာလို့ကိုကတိတာရအောင်လားဖြစ်တော့သူအများကြီးရွေးလို့ရတယ်မလို့လာလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဗာလဲဆိုတော့အဲ့ကောင်ကနီလန်လေး out of the box အပြင်ကနေကြုံပြီးတော့တွေးတဲ့ list နဲ့နော်အပြင်ကနေကြုံပြီးတော့တွေးတဲ့နမူနာတစ်ခုပေးပါမယ်ကျွန်တော်တို့အရှင်ဆုံးကကျွန်တော်တို့လမ်းထဲမှာဒီအတိုင်းနေအများကြီးပဲရှိတယ်ဒီအတိုင်းနေအများကြီးပဲရှိတဲ့ခါကျမှဖြစ်လဲဆိုတော့ သူလည်းဘီယာဆိုင်ကိုလည်းဘီယာဘီယာဆိုင်နေအရင်များနေတယ်အဲ့လိုအချိန်မှာကိုကဘီယာဆိုင်ကြီးဖွင့်တယ်ဆိုလို့ရှိရင်ဘလုံးမအဆင်ပြေဖြစ်အဲ့တော့ဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကဘီယာဆိုင်ကိုနည်းနည်းလေးပပလေးရှော့လိုက်တယ်ပပလေးရှော့ကျွန်တော် customer လုပ်ပေးခဲ့တာနော်ပပလေးရှော့လိုက်တယ်ဘီယာဆိုင်မပိတ်ဘူးမဟုတ်ဘူးမဖွင့်ဘူးမဟုတ်ဘူးဟိုပိတ်တာမဟုတ်ဘူးနော်ဆက်ဖွင့်သေးတယ်ပပလေးပဲအရင်ကြီးမသွားတော့ဘီယာဆိုင်ဒါပေမဲ့တစ်ဖက်ချမ်းကိုဆိုတော့ပိုင်းချလိုက်ပြီးတော့ကျွန်တော်အဲ့မှာဘာရောင်းလဲဆိုတော့လက်ဆောင်ပစ္စည်းတွေရောင်းတယ်အမျိုးသမီးတွေနဲ့ကလေးတွေလက်ဆောင်ပစ္စည်းတွေရောင်းလိုက်တယ်ဘာလဲဆိုတော့ကျွန်တော်တို့ကဒီ customer ကိုပဲပြတ်မှတ်မတူအောင်ပြစ်လိုက်တာ ဟုတ်ပြီဒီမှာကဘီယာတိုင်းတွေများနေတဲ့အတွက်လာတဲ့သူကဘီယာလာတောက်တဲ့အမျိုးသားတွေကများတယ်လာကြတယ်တောက်ကြစားကြအဲ့ချိန်မှာသူတောက်ပြီးပြန်တဲ့ခါကျတော့ရှင်အိမ်အတွက်လက်ဆောင်ဝယ်သွားလို့ရအောင်ဆိုပြီးတော့ကျွန်တော်တို့အမျိုးသမီးတွေတဲ့လက်ဆောင်ပစ္စည်းနဲ့ကလေးတွေလက်ဆောင်ပစ္စည်းဆိုင်ကိုကောက်ထည့်ပေးလိုက်တယ်အများကြီးရောင်းရတယ်တကြီလိုပဲဒီဘက်ကဘီယာတိုင်းရဲ့ရောင်းရတဲ့90 60လောက်ရောင်းရတယ်အဲ့လိုချင်းတရှိအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီ customer ကိုပဲအတင်း why မဲပြီးတော့ဆွဲနေလို့မရအောင်ဒီ customer ကိုမှတခြားတနည်းနဲ့ကျွန်တော်တို့ရောင်းတဲ့ business တွေကျွန်တော်တွေးလို့ရတယ်။ဒါကတော့အမားတို့အမျိုးသမီးတွေဆိုပို့ပြီးရသိတယ်။ အင်ကြီးဝယ်လေးဝယ်ထားရှိတဲ့သူတွေအင်ကြီးဝယ်တဲ့ခါမှာဘာတွေရောဆက်ပြီးရောဝယ်ပြက်လဲဥမာအတွင်းငယ်ပစ္စည်းတွေဝယ်ပြက်လားအတွင်းပစ္စည်းပေါ့နော်ဥမာ MC တို့ဘာလို့ပေါ့ပြက်တယ် underwear တို့ဘာလို့ဒါတွေဝယ်ပြက်လားအဲ့ဒါတွေကိုရောင်းမယ်ဆိုလို့ရှိရင်ရောအင်ကြီးတွေရောင်းနေပြီအင်ကြီးတွေပဲဆွရောင်းနေတယ်တော့ရောင်းမယ်ဆိုလို့အင်ကြီးရောင်းပေးအောင်လိုက်အင်ကြီးရောင်းပြီးတဲ့ခါမှာလဲဒါလေးတွေသူတို့ဝယ်တာပဲလေဟုတ်တယ်မလားအဲ့ဒါလေးကိုကဥစားပေးပြီးတော့တင်လို့ရတယ်ဒီရက် customer ကိုပဲပြတ်မှတ်မတူအောင်ပြတ်တဲ့ပုံစံဒါမျိုးလွတ်သွားလို့ရတယ်เนาะအဲ့တော့ဒီနီလန်းကိုလည်းတုံးလို့ရပါတယ်အဲ့တော့ကျွန်တော်ပြောတဲ့နီလန်းလေးကိုတုံးပါ တစ်ခုမဟုတ်တစ်ခုကတော့အဆင်ပြေအောင်လုပ်လို့ရလိမ့်မယ်ဒီတက်အများနဲ့နေလက်နေလက်ရှိသေးတယ်ကျွန်တော်ပြောပြမယ်ဆိုလို့ရှိရင်အများကြီးဖြစ်နေတဲ့အတွက်ဒီနေရာတွေကိုရင်သုံးကြည့်ပါအများကြီးပဲရောက်ကောင်းပါစေလုပ်ငန်းတွေလည်းအများကြီးပဲအဆင်ပြေပါစေကျွန်တော်ကိုဟန်ကြီးပါနောက်ပြီးမှကျွန်တော်တင်ပြကြမယ်ဘိုင်ဘိုင်